သတိပဋ္ဌာန်တရားရဲ့မူရင်းအကျိုးပေးလေးသဒ္ဓါတရားသိဖြစ်เสียကောင်းပါကြီးလင်းရုပ်ဆင်းတီးခံခြင်းကျိုးရင်းနှစ်တန်သတိပဋ္ဌာန်နော်ဒီလိုဖြစ်နေတာလေးကိုနေမယ်ကြည့်သိပြီးတော့နေမယ်ဆိုရုပ်ဆင်းဟာအင်မတန်ကြီးလင်းတယ်လို့ဆိုနော်သူများမြင်ရင်စိတ်သေးရှိတယ်မင်္ဂလာရှိတယ်အေးချမ်းမှုကိုတဆင့်ခံစားလို့ရတဲ့ရုပ်ရည်မျိုးပေါ့နော်ဒီကိစ္စမိုက်မြမြင်လိုက်ရရင်ဒီလူကအေးချမ်းလိုက်တာဘလို့မြင်နေတာလဲအားကျလိုက်တာ ဘေးကလူတွေမှာအဲ့ဒါလို့ညှို့သွမ်းစေတဲ့ရုပ်ရည်မျိုးကိုရှာဖြစ်နေတာကိုသိလို့ရှိရင်လေအဲ့ဒါအကောင်းဆုံးတရားကိုဟောနေတယ်လို့တော့ဦးစင်ကထင်တယ်နော်ကိုကိုကိုအေးချမ်းအောင်တတိကလေးနဲ့နေမယ်ဖြစ်နေတာနေမယ်လောဘဒေါသတွေနည်းသွားတော့လောဘဒေါသတို့ကြောင့်အကြီးတန်နေတဲ့ရုပ်ရည်တွေဟာမဖြစ်သွားတော့ပျောက်သွားတယ်လောဘကြီးရင်ရုပ်ဆိုးတာပဲဟင်တကယ်ကြီးမိုက်မြဒေါသကြီးရင်ရုပ်ဆိုးတာပဲအဲ့ဒီရုပ်ဆိုးကြောင့်ဖြစ်တဲ့လောဘဒေါသကိုတတ်နိုင်သလောက်ဖယ်ရှားရင်ဖယ်ရှားနိုင်သလောက်ရုပ်ဟာမဖြစ်လာနဲ့နှံ့ရှင်းလာတယ် လှတာနဲ့မဆိုင်ဘူးနော်ကြည့်လို့ကောင်းတာကိုပြောတာစက်သေးရှိတယ်မင်္ဂလာရှိတယ်အေးချမ်းတယ်ငြိမ်းချမ်းတယ်တည်ငြိမ်တယ်ဒါတွေကိုပြောတာဟုတ်လားအဲ့ဒီလိုတတိလေးနဲ့နေမယ်ဆိုရင်ကြည်လင်ရုပ်ရှင်တဲ့စကားတခွင်းမှမပြောဘဲနဲ့ပတ်ဝန်းကျင်ကိုအဲ့ဒါတရားဟောနေတာကိုကိုမြင်တဲ့လူတိုင်းကအာကျသူလူလေးနေကြည့်အောင်မကောင်းဘူးလားအဲ့ဒါအကောင်းဆုံးနှိုးဆွပေးတာဒါကြောင့်ကောင်းအောင်နေခြင်းသည် ကိုကိုကိုကောင်းအောင်နေတာနေတဲ့ကိစ္စပြီးသွားတယ်လို့သူများကိုကောင်းအောင်လုပ်ရလဲပဲပြီးသွားတာပဲဒါကြောင့်မြတ်စွာဘုရားကကိုယ့်ရဲ့အကျိုးကိုလိုတယ်ဆိုရင်မမေ့မလျော့နေသူများရဲ့အကျိုးကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေနှစ်ပါးစုံသောအကျိုးကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေတဲ့အဖြေကတခုတည်းနော်ကိုကျိုးစည်းဝါလုပ်မယ်ဆိုရင်လည်းမမေ့နဲ့အများကျိုးစည်းဝါလုပ်မယ်ဆိုရင်လည်းမမေ့နဲ့နှစ်ပါးစုံလုပ်တော့မယ်ဆိုရင်လည်းမမေ့နဲ့ အထဓမ္မပိဘိကဝေသမ္ပတ္တမာနိနာလမေဝအပမတောတတိစေတသောမမိမလျော့နေမယ်ဆိုလို့ရှိရင်ကိုကျိုးစီးပွားကိုလည်းလူလာရရောက်တယ်။သူတစ်ပါးရဲ့ကျိုးစီးပွားကိုလည်းလူလာရရောက်တယ်။ဒါကြောင့်မိမိသူတစ်ပါးနှစ်ဦးသားတို့ရဲ့ကျိုးစီးပွားကိုလူလာတယ်ဆိုရင်ဘယ်လိုနေရမှာလဲ။မမိမလျော့နေ။ဒါကြောင့်ကြီးလင်းရုပ်ရှင်နောက်ပါလဲတီးခန့်ခြင်းတီးခန့်ခြင်းတီးခန့်ခြင်းနဲ့အင်မတန်ကျေပါလား။ ိခံခြင်းဆိုတာပါလေခံနိုင်ရင်ရှိလာတာလောကရန်တရားတို့ကြောင့်စိတ်แท้မှာတိတ်ပြီးတော့ပင်ပန်းမသွားတာဆင်းရဲမသွားတာပဂရီကြောက်တောင်ကြီးကိုရက်လေးမျက်နှာကလာတဲ့လေတွေဟာမလှုပ်ရှားသေးတယ်လို့မျိုးလို့ကျန်ကန်နေတဲ့မှာအဲ့ဒါလိုဥပမာပေးတယ်နောက်တစ်ခါကြီးမိုက်မြတ်လေတွေကိုဖယ်ပြစ်တာမဟုတ်ဘူးလောကရန်တွေကိုဖယ်ပြစ်တာနော်မြတ်စွာဘုရားလောကရန်ကိုဖယ်လဲမဖယ်ခိုင်းမအောင်ဖယ်လို့ရတဲ့လောကရန်တော့ဖယ်ပြစ်ဖို့နော်အေးလောကရန်တွေကိုဖယ်ဖို့အထက်အဲ့ဒီတွေးကြုံနေတဲ့လောကရန်တွေကိုခန္ဓာရင်ရှိအောင်ကြိုးစား ော်ယုံတယုံကိစ္စလောက်နဲ့စိတ်မညစ်တော့တာစိတ်မပန်းတော့တာတချို့ရှိတယ်နော်တရားတော်လောက်နဲ့လည်းပဲဝုန်းတိုင်းကျင်းနေတာဟင်ဒီကိစ္စမိုင်းများခံနိုင်သလားမခံနိုင်ဘူးစကားလေးတခွန်းလောက်နဲ့လည်းပဲမျက်ရည်တောက်တောက်ကျခံနိုင်သလားမခံနိုင်ဘူးအဲ့ဒါဘာဖြစ်တာတီးခံခြင်းဆိုတာမရှိတာအဲ့ဒါဖြစ်နေတာကိုတီးခြင်းဆိုတဲ့တတိလက်လွတ်လို့အဲ့ဒါလိုဖြစ်ရနော်ဖြစ်နေတာကိုတိ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 နေမယ်ဆိုရင်ကြည်လင်ယုံစင်တီးခံခြင်းကြိုးရင်းနှစ်တန်တတိပဋ္ဌာန် ဒါမသေးခင်မှာလက်တွေ့ရနိုင်ကိုယ်တိုင်ကြိုးစားပြီးတော့အဲ့ဒါတွေတကယ်ရပါတယ်ဆိုတာကိုသက်တည်ပြနိုင်ကြပါစေဟုတ်လားတကယ်ယူမိုင်ပြ